င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မ DPPU မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းမရယာမြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်၃ကြောင်နဲ့စစ်ကြောင်ထိုးနေပြီးအရသာတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်အင်အား300ကျော်ပါတဲ့စစ်ကြောင်ကစစ်ကြောင်ထိုးနေတာ၃လဝန်းကျင်ရှိနေပြီဖြစ်ပြီးပြီးခရက်အော်တိုဘာလ၁၈ရက်နေ့ကအင်ကုန်းရွာဘက်ကရွာသားတယောက်ကိုပြစ်တက်ခဲ့ပါသေးတယ် ဲ့ဒီစစ်ကြောင်းကကြေးရွာတွေကမထွက်သေးလို့အလောင်းမကောက်ရသေးဘူးလို့ဒေသခံစစ်ပေးရှောင်းတယောက်ကပြောပါတယ်။လက်ရှိစစ်ကြောင်းတွေကအုံမင်းရွာနဲ့တက်ဦးရွာဘက်မှတကြောင်မရရမြောက်ချံကျွဲကြရွာဘက်မှတကြောင်နဲ့မရရမြောက်ဘက်တငါတောင်ရွာဘက်မှတကြောင်ရှိနေပါတယ်။ စစ်တပ်ကစစ်ကြောင်းထိုးရင်ဖမ်းမိတဲ့ရွာသားတွေကိုတစားခန့်အဖြစ်ဖမ်းခေါ်ကနောက်တရွာရောက်ရင်ပြန်လွှတ်ပေးတာတွေရှိသလိုမလွှတ်ပေးဘဲဆက်လက်ဖမ်းဆီးခေါ်သွားတဲ့ရွာသားတွေလည်းရှိနေတယ်လို့နောက်ထပ်ရွာသားတယောက်ကပြောပါတယ်။ဒါပြင်စစ်တပ်ကမရယာမျိုးနဲ့တဲစစ်ကြောင်းထိုးတဲ့နေရာမှာတက်ခိုက်ရေးလေယာဉ်မျိုးစုံအပါအဝင်စက်တက်လေးထီးနဲ့ဒရုန်းတွေနဲ့ပါဘုံကျဲတက်ခိုက်နေသလိုလက်နက်ကြီးတွေအများဆုံးအသုံးပြုတက်ခိုက်နေတယ်လို့ဒေသခံတွေကသတင်းသိရပါဗျ။ လက်ရှိစစ်တပ်ကမရီယာမြို့နယ်အထက်ကိုမြေပြင်ကနေစစ်ကြောင်းအဖြစ်အမှာမန္တလေးမြို့ကနေကုန်းလန်းကရောရေလန်းကပါအင်အားဖြစ်တင်ပေးနေတယ်လို့လည်းသိရပါတယ်ရှင်စစ်တပ်ကဆုံရှုံထားတဲ့တပ်စခန်းတွေပြန်လည်ရယူဖို့မြောက်ရီမြို့တောင်ဘက်ကိုစစ်ကြောင်း၅ကြောင်းနဲ့မနာတန်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးတရင်မြစ်ကပြောပါတယ်အောင်ခတ်တရင်ပေးပို့ထားပါတယ်ရှင် ကင်းပြည်နယ်မြောက်ရွတောင်ဘက်ဝလီလမ်းမှာဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ဝင်ရင်နဲ့မြေပြင်ပစ်ကူရယူပြီးစစ်ကောင်စီကစစ်ကြောင်းကားကြောင့်လည်းထိုးပေါက်ဝင်ရောက်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်ရှိမှာစစ်ကောင်စီကဘလူး၊မင်းလက်ပန်၊အင်ဂျင်မြိုင်၊ပဟိကလော၊ထိမဲ့ဝါခီကြီးရောဘက်ကိုမနာရီထိုးစစ်ဆင်နေတာကြောင့်ဒီအန်လီပူအောင်စစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ွားနေတာပါ။ နည်းနည်းပြန်တိုးလာတော့နေရာတွေတော့တဖေးဖေးချင်းတော့တိုးတိုးနေတော့ကျွန်တော်ဘက်ကလည်းခံရတော့တော့ခံနေရတာပါပဲဒီဘက်ကလည်းအဲဒီမှာဒီရတဲ့ကူတွေပါဒီဘက်ကနေတော့သွားတောက်နာတွားတာပဲမဲလက်ပံအဲဒီမဲလက်ပံဟိုဘက် င်းမြိုင်ဘက်ကနေတော့တောက်ထားတာပဲ။ပြဿနာကတော့အဲ့ဒါပဲကျွန်တော်တို့ဘက်မှာကျွန်တော်တို့ဘက်မှာတော့လက်နလုံးမှာလူအင်အားလက်နဲ့အင်အားမှာကျွန်တော်တို့စီကမတိုးပွားဘူးလေ။သူကတော့အများအားဒီထပ်ပြေထပ်ပြေနိုင်တဲ့အားတစ်ခုတားနေတာပေါ့။ဟုတ်ကဲ့ပွဲတော့နေအများအားရှိရှိနေတာပဲနေ့တိုင်းတော့ကြည့်ကြည့်လို့ရှိတာ။စစ်ကောင်မရှင်တက်ကမြောက်ပြည်ဝလီလမ်းဝိုင်းကိုစစ်ကြောင်းထိုးတာလက်နက်ကြီးရန်စံပစ်ခတ်တာအပြင်လေကြောင်းရင်ကိုစိုးရိမ်ပြီးလေကင်းကောမင်းလက်ပံ ဘလူးယသိကူထီးမြဝါခီစတဲ့ကျွေးရကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာတောင်းရင်မြစ်တစ်ဖက်ကန်ခိုင်းနိုင်ငံမင်းနဲ့မိစေရတွေမှာတပြစ်တင်းဆောင်နေရပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းတွေစစ်ဆောင်စကန်တွေနဲ့နီးလာရင်ထပ်မံထွက်ပြေးရအောင်မယ်လို့စစ်ဆောင်တွေကပြောပါတယ်ကြီးလာတာဒီမှာဒီဒုက္ခတွေမှာပဲလာနေတယ်အဲ့ဒါတော့ဟိုစားရောက်ပြီဆိုလို့ရှိရင်တော့ ဟိုစားရှောင်းရတာပေါ့ပြေးရတော့ထပ်ပြီးပြေးရအောင်မယ်အခုလည်းပြေးတော့အော်ကြောက်လန်းတာတော့ကြောက်ရတာပေါ့ပို့ကြောက်တယ်သူတို့တအားပို့ကြောက်တယ်အဲ့ဒီလေရရတော့ဟိုစားပေါ့အခါတော့တစ်ခါတစ်ခါပြီးလို့ပြေးအများကြီးပေါ့ရှိတယ်ဘုံကျဲတာဘုံကျဲတာချမတော့ဟိုစားပေါ့ရှောင်းရတာပေါ့အဲ့လိုကြီးနေကြီးရှောင်းရ ဟော်ဒိုဝါလာ၁၉ရက်နေ့မနေ့ပိုင်းကအင်ဂျင်မြန်ကျူရကတဲဆုံလုပ်ငန်းရှင်မျိုးသမီးတယောက်ရဲ့အဖော်ဖြစ်တဲ့မျိုးသားလူငယ်တယောက်ကိုစစ်တပ်ကအင်ဂျင်မြန်ဘုံကျောင်းမှာတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်ပေဆုံးခဲ့ပါတယ်။ဒါအပြင်မိုးလက်တနားကြီးလောက်ကလေကဲကော်ကနေဘလူးချီရဘက်ကိုမောင်းနှင်လာတဲ့အရက်သားရင်ကိုစစ်တပ်ကဆက်လက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ရေမောင်းတယောက်ပေဆုံးပြီးတုံးအောင်ဒဏ်ရာရရှိခဲ့ပါတယ်။ကျွန်တော်အောင်ခံပါ ChatGPT ရဲ့ OpenAI ဟာ AI ဆိုရင်သော web browser ကိုဖော်ပြခဲ့ပါတယ် ChatGPT Atlas လို့နာမည်ပေးထားတဲ့ browser ဟာ address bar မပါဘဲ search ကိုပဲအဓိက feature အနေနဲ့သုံးထားတယ်လို့ Sam Altman ကပြောပါတယ်။ဒီ browser ကိုအင်္ဂါနေ့မှာ Apple ရဲ့ Mac OS မှာစတင်အသုံးပြုနိုင်မယ်လို့လည်းဆိုပါတယ်။ OpenAI ဟာ AI နည်းပညာငွေရှာနိုင်မဲ့နည်းလမ်းအသစ်တွေရှာဖွေနေပြီးအသုံးပြုသူတွေတိုးတက်လာစေဖို့ရည်ရွယ်ပါတယ်။ Atlas မှာငွေပေးပြီးသုံးရတဲ့ Pet Agent Mood ပါဝင်ပြီးအဲ့ဒါက ChatGPT ကိုငွေပေးသုံးသူတွေအတွက်ဖြစ်တယ်လို့ OpenAI ကဆိုပါတယ်။အဲ့ဒီသူတွေက Chatbot ကိုသုံးနိုင်မှာဖြစ်ပြီးရှာဖွေမှုလျင်မြန်သလို browsing လုပ်တဲ့အချိန်မှာပို့ပြီးအသုံးဝင်ပါတယ်။ online ရှာဖွေမှုတွေမှာ Google ကသူတူတည်းလွှမ်းမိုးထားတယ်လို့ကြေညာပြီးတစ်နှစ်ကြာမှာ OpenAI က browser သစ်ထုတ်ပြီးစိန်ခေါ်မှုတွေစတင်ခဲ့တာပါ။လက်ရှိအချိန်မှာ online အသုံးပြုသူတွေဟာ ChatGPT လိုမျိုး LLM model ကိုအသုံးပြုပြီးရှာဖွေမှုတွေပြုလုပ်လာတာကဇူလိုင်လမှာဆိုရင်9.99ရာခိုင်နှုန်းထိရှိလာက ပြီးခဲ့တဲ့နှစ်ကထက်နှစပိုပြီးတိုးတက်လာတာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုမြင်သင်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်